်မင်္ဂလာပါခင်ဗျာစာရေးသူဆရာမကြီးမဝင်းမြင့်ရေးသားသောကမောင်းအင်းလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းခြားအနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာကမောင်းအင်းအပိုင်းခြားခင်မေအောင်သည်သူနှင့်အရွယ်မတိမ်မယိမ်ဖြစ်နေသော မိမပြုတ်များကိုမြင်လျင်ငါးထက်လှသလားစိတ်ဖြင့်ကြည်လိရှိသည့်အတိုင်းမခင်စောကိုလည်းကြည်လိုက်တန်ပြန်စွာလျှော့ဖွှတ်ထားသည့်တရက်ထဲလုံးကြီးတစ်ပတ်နွမ်းဖြင်းဖြူအင်းကြီးခုံဖနက် မျက်နှာတုပ်ဘဝတထဲကိုပတ်ရှုံထားသောမခင်စောဤမျက်နှာတွင်ဘကွက်ထူထူရိုက်ကတဏ္ဍခါးကိုခကြားကြားနေထားသည်မြကုံးမွေးတဲ့တွင်ကတဏ္ဍခါးများပါအတုံးလိုက်အခဲလိုက်ရှောက်နေသဖြင့်မြကုံးမွေးပင်မပေါ်တော့ပေခေါင်းပေါ်မှာအညာလှွာခြင်းဆောင်အပားတထဲကိုလှုပ်ထားသောခေါင်းကူကအခွေလိုက်ရှိနေသည်လက်ဝဲလက်စားဆို၍နကပ်ပင်ပန်းစင်ထားခြင်းမရှိသောမခင်စောဤပုံသဏ္ဍာန်မှာငကိုရုပ်ရည်ပြောင်းနေလေသည် ညီနေတိုင်းရောက်တလားခင်မင်းအောင်ကမေးလိုက်ဒီနေ့မှကျမဆရောက်တာပါမခင်စောကပကတိရိုးအားလာတော့တောသူဟန်နေဖြေလိုက်နတ်ပြန်လာအောင်မှာပေါ့ဟုတ်ကဲ့နတ်ပြန်ရောက်အောင်မှာပါဒါပေမဲ့ကောင်းချင်းပေါင်းမဟုတ်ဘူးပဲငါပြောသေးရောထားတဲ့ကောင်းချင်းတို့တလည်းရောက်အောင်မလို့အကျော်ပါအောင်မလားနတ်ပြန်ဘူးသီးမကျော်ဘူးပဲကျော်ကျော်မယ်ဟန်နာပဲဟေးတနေ့တမျိုးစားရမှာပဲ ခေမင်အောင်ကဝမ်းသာအားရပြောလိုက်မခင်စောသည်သူ့ဈေးတောင်းကိုရွက်ခါထွက်ခွာသွားမိဟန်ပြင်လိုက်တော့အခိုက်ဟေးဟေးနေပါဦးညီကဘာမှနေတာလဲခေမင်အောင်ကမေးလိုက်တဲ့ဖြင့်လှမ်းနေတော့ခြေလမ်းကိုမခင်စောကတန်းလိုက်ပြီးရွာပြင်ဖုံးကြီးချောင်းဝင်းထဲမှာနေပါတယ်ဟုဖြေလိုက်သည်နာမည်ပြောခဲ့ပါအောင်အေးကျမနာမည်ဖွာစောတဲ့မခင်စောကပြောကာလှည့်ထွက်လာခဲ့လေ၏အောင်မလေးဟဲ့ နာမည်ကြီးကလည်းရင်းလိုက်တာအမတ်ဦးကြီးနာမည်ကြီးဟုပြောလိုက်တော့ခင်မေအောင်၏အတန်ကြောင့်မခင်စောကမတိမတာပြုံးလိုက်ကောင်းချင်းပေါင်းတဲ့ကိုဒီလောက်စစ်စစ်ဆက်ဆက်မေးနေတာဘာသဘောများလဲမေးရဲ့ခင်မေအောင်အနားမှာတစ်ချိန်လုံးရှိနေသောမောင်မျိုးထုံးကမေးလိုက်ဩမောင်ကလည်းသူ့နာမည်သူ့နေရာတိတော့မနဲ့စောစောတာတွန်းဖြစ်စေပူလုံးဖြစ်စေအဝဲခိုင်းလိုက်ရင်ပူပူနွေးနွေးဥဥဖြဖြဆားရတာဗောမောင်ရဲ့သူ့အလာကိုစောင့်ဝယ်မယ်ဆိုရင် ရောင်းမကုန်တဲ့အကြံစားနေရမှာမစားချင်ပါဘူး။အော်ဒီလိုကိုမိအကြံမစိုးဘူး။မောင်မျိုးထုံကချီကျူးတရာမရှိကြံပန်းရှိကျူလာ၏။ဖွာစော ကြည်ရတာ အတော်ဆင်းရဲတယ်ထင်တယ်နော်။ဘလို့များတပင်တပန်းအောက်တန်းအလုပ်လှုပ်ရှားရမှာမေဖြင့်ကြောက်ပါရဲ့မောင်။အေးလေသူတို့အဖို့တော်ဆင်းရဲတဲ့ဘဝမှာဒီလိုလောက်ကန်ဆားရတာယိုးနေရောပေါ့။ ခင်မေအောင်ကသူဤဖြူနှုနေသောလဝါများကိုငုံကြည့်ရင်ပြောလာ၏။ကြံကြီးစီရမေရဲ့မောင်နဲ့မေတို့ဘဝအရှင်တွေကဒီလောက်တောင်းတင်းနေတာဆိုရင်တရားမရှိပါဘူး။မောင်လည်းပညာနဲ့မေလည်းပညာနဲ့မဟုတ်လား။ဖွာစောတို့လိုပညာမဲ့လူတန်းသားတွေအလုပ်ကိုစိတ်ထဲထည့်ပြီးမစင်စားစမ်းပါနဲ့။ကဲလာမေကောင်းချင်းပေါင်းတဲ့နွားနို့တွေအေးကုန်နေမယ်။မောင်မျိုးထွန်းကကျင်နာယူရစွာပြော၍နှစ်ယောက်စလုံးအိမ်ထဲသို့ ဝင်သွားကြလေ၏ပြင်းမညီနောင်ကိုခေါ်တော့ပြင်းမပင်နှစ်ပင်နှင့်ဖယံငုတ်တို့တရှိရာ တောင်ကုန်းကလေးမှာနံပြားပင်ကြီးများတန်ဆွမ်းသာပေါက်နေသည်နံပြားရွက်မှာဝါရွက်တရံရှိပြီလက်တဝါးစားမြကျဲ့ပြန့်ကြီးမာလာ၏နံပြားရွက်ဆိုတာကောင်းချင်းထုတ်လို့အလွန်ကောင်းသည်ဟုကပိယကြီးဥပန်းယုံက ပြောသည်ဖြင့်မခင်စောသည်တောင်းငက်တလုံးကိုဆွဲကနံပြားရွက်ကူးရန်တောင်ကုန်းကလေးပေါ်သို့တက်လာသည် ကောင်းတို့ရရာနှံပြားရွက်ကိုထူထပ်စွာအဆူလိုက်ပေါက်နေတော့နှံပြားကြုံကြီးတစ်ခုမှအာတုံခွန်ဆိုင်ခူးလိုက်ပြီလုံလောက်အောင်ရရှိတော့အခါတောင်းကိုမြေပေါ်မှာရှပြီအမောပြေထိုင်နေသည့်အခိုက်နှံပြားကြုံတစ်ဖက်မှာခတ်တွတ်တွတ်ချောက်လာတော့ရှည်တန်တခိခိရေတန်နဲ့အတူဒီနေရာကခြုံထူပါတယ်မေရဲ့ဘသူမြင်မှလဲအိမ်မှာအဖိုးကြီးအဖွားကြီးတွေကြောင့်စကားကလေးတောင်အိမ်တွေတိတ်ခါလောက်ပြီးစင်ကျင်ပြောနေရတာ လာပါမေးရဲ့ထိုင်စမ်းပါဦးဦးတော်ယောက်ျားတယောက်အတန်းနဲ့အတူထိုင်တာကတော့ဟုတ်ပါပြီမောင်တယောက်ယောက်ကချောင်းကြည့်နေရင် မေ့ချက်တယ်တိလားဦးတော်မိန်းမတယောက်ဤညူတန်များနေတိရွဲချောက်ပေါ်တို့ထိုင်လိုက်သည့်အတန်းကိုကြားရလေသည်စိတ်ကွက်ရမှာရှစ်တင်းတော့ရန်ချိန်လာကြတော့ရှစ်တူနှစ်ယောက်ဖြစ်လိမ့်မည်ဟုမက်ခင်စောသဘောပေါက်လာသည်ဒီနေရာမှာကြာရှည်နေ၍မတင့်လျော်ကြောင်းစဉ်းစားမိသောမက်ခင်ဆောကနှံပြရွက်တောင်းကို အတယူကမြင်သာစွာထွက်လာခဲ့၏သို့တော်လူမသိစေခြင်းကမှတိရအောင်ပြတ်တတ်သောတဘာဝအတိုင်းမခင်သောရှေတလန်းများလှမ်းမိလေ၏ဒီဘက်ကရွာမျက်နှာစာကြတယ်မေတဖက်ချွေရအောင်ဟူသောယောက်ျားအတန်းချွေတော်မူချွေတော်မူမောင်းတဘောဟူသောမိမဤခတ်စုစုနှော့တန်လေးနှင့်အတူတဖက်ရှုံွယ်မှတယောက်လက်တယောက်ကင်ကလှိမ်မြန်စွာနေရာရွှေ့လာတော့ မောင်မျိုးထွန်ခင်မေအောင်တို့ဆောင်တွင်နှံပြရွတ်တောင်ကြီးခဆောင်းတင်ထားသောမခင်စောမှာဘွားကနေမျက်နှာချင်းဆိုင်တွေ့လိုက်ရသောသူတို့နှစ်ယောက်ကိုမြင်လျင်မြင်ချင်းလင်းမြန်စွာမျက်နှာလွှဲကရှောင်းကွင်းထွက်ပေါ်ရန်အတွက်ရှည်လန်းလှမ်းလာ၏တို့တော်ကြည်စံဖွားသောတို့ကိုရှောင်းကြည့်နေတယ်ဗောလေဟူသောခင်မေအောင်ဤဒေါသအတန်နှင့်အတူဈေးရတယ်မှထွက်သွားစမ်းမြန်မြန်ဟူ စမန်ထနေသောမောင်မျိုးထွန်းအတန်ကပြိုင်တူပေါ်လာသည်။ဖောင်းနှွမ်းသောအင်းကြီးလုံကြီးမြင်နှွမ်းသောတပတ်ကိုနှစ်ဖူးအုပ်အောင်ခေါင်းပတ်ထားသောမခင်စောကကျုပ်အစောကလေးကရောက်နေတာတော်တို့ရေဟောဒီမှာနန်းပြားရွက်တောင်တထောင်ခူးပြီးပြီးတော့ကျုပ်ကိုအထင်မလွဲကြပါနဲ့ဟုတ်စိတ်ဆိုးသမ်းမပါပဲပကတိတော်သူဟန်ဖြင့်ပြောကပြင်းမညီတော်ဖျားကုန်းပေါ်မှာဆင်းလာခဲ့သည်သူတို့ကိုလှမ်းမကြည့်ခဲ့တော်လဲ တော်သူမကိုအရေးစားချက်မနေကြမှာနဲ့နေရဲ့ဟူသောကိုမျိုးတွန်းအတံကိုကြားရသဖြင့်တယောက်ထဲပြုံးလာခဲ့မိသည်တရက်ကလေးတို့ရောက်လာ၍တောင်းကိုရှာကာကောင်းငင်းထုတ်ရန်အတွက်နန်းပြားရွက်များကိုတန်ရှင်းအောင်တုတ်တင်နေစဉ်တပ္ပိယကြီးဥပန်းယုံရောက်လာသည်ဥပန်းယုံကနန်းပြားရွက်များကိုကူညီတုတ်တင်ပေးရင်းစကားပြောလာ၏ဟိုမျိုးကပြောင်းလာတဲ့ကောင်းလေးနဲ့ကောင်းမလေးဖျားကုန်းတော့ကတတ်သွားတာတွေ့လိုက်တယ် မိန်းကလေးသူတို့ကိုမမြင်ခဲ့ဘူးလားကျမတတိမထားမိဘူးဦးရဲ့နှံပြားရွက်လောက်ဂယုဆိုင်ပြီးခုနေခဲ့တာကိုမိမိနဲ့မသက်ဆိုင်တော့သူတော်ဘာဤလျှို့ဝှက်ရှစ်တင်းတော်မှုကိုမပြောလို့တော့မခင်စောကမူသားတုံးလိုက်ဖတ်ပါလေကွာဒင်းတို့အကျိုးအကြောင်းလေးဘာမှမသိဘသူမှလည်းအဖက်လို့မေးလားမယားလားမရှိတော့ဒီတောင်ကုန်းအကြောင်းကိုမသိဘူးကောဒုက္ခတော့ရောက်ကြကုန်လိမ့်မယ် ဥပန်းယုံကညင်းညင်းညို့ပြောလိုက်။ဘာဖြစ်လို့လဲဦးရဲ့။နတ်ခင်စောကနံပြားရွက်တုတ်နေရမှာမော်မကြည့်ပဲဖတ်ပေါ်ပေါ်လေတန်းဖြင့်မေးလိုက်။ဘာဖြစ်ရမှာလဲမိန်းကလေးရ။ပြင်းမညင်းအောင်ဆိုတဲ့ပြင်းမပင်နှစ်ပင်ဟာဒီဖျားကိုရှင်ရှင်ပင်ရပါတီစဉ်ကဖျားဆောင်မှုအမိန်ပြန်စတဲ့ပြစ်ခဲ့တဲ့လူမျိုးညီအကိုနှစ်ယောက်ကိုအဆွဲပြုထားတာဖျားအောက်မှာလဲရှင်ပင်မြုပ်ခဲ့တဲ့ပစ္စည်းတွေကလည်းရှိလေတော့ ဥစ္စာတော့ညီအကိုဖြစ်နေတော့တာဗော။ဒီဖျားကုန်းပေါ်မှာယောက်ျားနဲ့မိန်းမဘယုတ်ပရက်အမှုပါမှမပြုတ်လို့ရဘူး။ရွာကိုအကြီးအကျယ်ဒုက္ခရောက်တတ်တယ်လို့ရှေ့လူကြီးသူမတွေရောလူတွေရောအားလုံးအစွဲလမ်းယုံကြည်နေကြတယ်မိန်းကလေးရဲ့။ဟုတ်။ဟုတ်တယ်မဟုတ်တယ်ကိုအပထား၍ဥပန်းယုံဤစကားမှာ စိတ်ဝင်စားဖို့ဖြစ်တဲ့ဖြင့်မခင်စောကမော့ကြည့်ပြီးမေးလိုက်။ဒီရာဇဝင်အကြောင်းကိုအိုးကြီးအတိအကျသိတယ်လားဒီလိုကိစ္စမျိုးနဲ့ပတ်သက်ပြီး ဦးကြီးတို့ရွာမှာဘာများထင်ထင်ရှားရှားဖြစ်ခဲ့ဘူးတလဲ။ရာသွင်းအကြောင်းတော့အတိအကျမသိဘူးပေါ့မင်းကလေးရဲ့။ဒါပေမဲ့လွန်ခဲ့တဲ့၈နှစ်လောက်ကတာရာကတခုထင်ထင်ရှားရှားဖြစ်ခဲ့ဘူးလေ။ဟုတ်လားဦးကြီး၊ကျမကြားပေးရသေး။ယုံကြည်ဆွဲလမ်းမှုမရှိတော့လဲဘ ഹു ဒုတာအဖြစ်မခင်စောကမေးလိုက်။အေးကွက်လဲပိုင်ရှင်တယောက်နဲ့စရင်ငါရဲ့မိမမဟုတ်တာဖြစ်တော့လူလိရာဒီ တောင်ကုန်းပေါ်နားတွေ့ကြတာကိုအဲ့ဒါဆင်းရဲငါးကလဲပိုင်ရှင်ကိုဓာတ်နဲ့ခုတ်လဲပိုင်ရှင်အမျိုးကလည်းဆင်းရဲငါးကိုပြန်ခုတ်ဆင်းရဲငါးအမျိုးတွေကမခံနိုင်လို့ပြန်ခုတ်ကြရိုက်ကြနေတရွာလုံးဒုက္ခရောက်သွားကြဘူးတဲ့မင်းကလေးလက်ခင်စောက ပြုံးနေသည်သို့တော်မရှိပြုံးဖြစ်၏ဦးကြီးပြောတာမယုံလို့လားမင်းကလေးဦးပန်းယုံကမကျေနပ်ဟန်ဖြင့်မေး၏မဟုတ်ပါဘူးဦးကြီးယုံပါတယ် ကျွန်မစိတ်ထဲမှာတိုက်ဆိုင်တဲ့အကြောင်းတစ်ခုကအမှတ်မထင်တတိယလိုက်မိလို့ပါမခင်စောကထုံများသာပြောပြီးစကားဖြတ်ကတုတ်တင်ပြီးတော့နာများရွယ်များကိုတောင်းနေပြန်ထဲကအချိန်မီပြီးအောင်ကောင်းချင်းပေါင်းထုတ်လိုက်အောင်မယ်ဦးကြည်ရေဟုပြပြောဆိုဆိုဥပန်းယုံနာမှာထလာခဲ့လေသည်ကာမေသူအလုံးကြောင့်တက်ခုတ်ကြခြင်းမှာဖျားကုန်းနဲ့မိသူအမြမဆိုင်သေးကိုမခင်စောစဉ်းစားမိတော့လေ သူတို့ရဲ့ရွာမိဖို့နေရသည့်အချိန်မှာဆန့်ကျင်ဘက်မပြောလို့ရတဲ့ကြောင့်ဤကိစ္စမျိုးကိုကြားရလျင်လမ်းလွဲလိုက်သွားတော့မိခင်ဒေါခင်စင်းအတွက်ယူကျိုးမရဖြစ်မိခြင်းကြောင့်မခင်စောသည်စကားမပြောလို့မကြားလို့၍အလောက်ကိုအကြောင်းပြပြီးထလာခဲ့ခြင်းဖြစ်ပေသည်အချိန်မှာညနေဆောင်နေပြီညာ9နာရီလောက်ဆိုလျင်နန်းနဲ့လင်းရောက်ပြီးအောင်ကောင်းရင်းတုံများပြုတ်ရမည်ဖြစ်၍မခင်စောသည်ဇယံပေးရှိမကြီးပင်ကြီးအောင် ဝါကွက်ပစ်ကလေးပေါ်တွင်ကောင်းကြီးထုတ်ကိုအာယုံစား၍ထုံနေသည်ထိုအချိန်မှာဥတိုးမောင်နှင့်ကိုပါကြီးတို့ထင်းခွေသွားနေကြ၏မခင်စောသည်အလုံးမှာအာယုံဆိုင်နေသည်သူချင်းမျက်နှာချင်းဆိုင်မှာလူတစ်ယောက်ထိုင်လိုက်သည့်ဖြင့်မော်ကြည့်လိုက်သည်မြို့မှပြောင်းလာသောစစ်ပြေးဒုက္ခသည်များအနက်မှသူရောင်းသောမုတ်ကိုနေ့စဉ်မှန်မှန်ဝယ်စားလေရှိသည့်မြို့သားလူလင်ပြိုမှန်မခင်စောကတည်ထားမိ၏ဘာကိစ္စရှိပါသလဲမောင်ကြီးရှင် ။မခင်စောကကောင်းချင်းအထုတ်မပြတ်ပဲတင်းငိန်သောအတန်ဖြင့်ရင်ကျေးစွာမေးလိုက်သည်။ကိစ္စအထုတ်မရှိပါဘူးညီမ။ဖုန်ကြီးကြောင်ဝင်တဲ့တခါမှမရောက်ဘူးတဲ့နဲ့လာခဲ့ရင်ညီမကောင်းချင်းထုတ်နေတာမြင်လို့လာကြည့်တာပါ။ဒါတွေနဲ့ပြန်ရောင်းဖို့အတွက်လား။မြို့သားလူငင်ကတည်ကြည်သောမျက်နှာအောင်မြင်သောအတန်ဖြင့်အင်ထွေရသွားနေသည်။ဟုတ်ကဲ့။မခင်စောကထုံမြတာပြောပြီးအလောက်ကိုဆက်လုံနေ၏။ စိတ်ထဲကမူလူလင်ပြိုအမြန်ပြန်သွားစီလိုသည်။ဘာကြီးဖြစ်သူဦးတိုးမောင်က တမျိုးတမြည်ထင်မှဆို၏။ညမနာမည်ဘလို့ခေါ်တယ်လဲကွယ်။လူလင်ပြိုကအနည်းရှိနှီးစီမှနှီးများကိုကောင်းကျင်းထုတ်တင်စီရန် အနေတော်အဖြစ်မခင်သောခွဲနေသည့်အတိုင်းနှီးပြားတစ်ခုကိုဆွဲကခွဲရင်းမေးလိုက်သည်။မျက်နှာအမူအရာအတန်မှာတင်ငိမ့်လာသည့်ဖြင့်မခင်စောက ရိုင်းပြစွာ ပြောဆိုရန်မတင်းဟုယူဆမိသည်။ဖွာစောလို့ခေါ်ပါတယ်မောင်ကြီး။ ။အော်ညမနာမည်ကပုဂံရာသွင်းမှာထင်ရှားခဲ့တဲ့မိဖုရားနာမည်ပါကလား။လူလင်ပြိုကပြောပြီးပုဂံရာသွင်းနဲ့မိဖုရားဆိုတာ ကြားမှကြားဘူးရလားမသိဟူသောအတွေ့ဖြင့်မခင်စောဤမျက်နာကိုလှမ်းကြည့်လိုက်။မောင်ကြီးပြောတာကြုံနားမလဲပါဘူး။မခင်စောကစာမတက်သူဟန်ဖြင့်ပြန်ပြောလိုက်သည်။လူလင်ပြိုသည်မခင်စောအားပညာမဲ့စာမတက်သူကလေးပါလားဟုကျင်နာစွာကြည်လိုက်၏ ရှင်းပြ၍လည်းနားလည်မည်မဟုတ်ဟုသောသဘောပေါက်ဟန်ဖြင့်ထိုစကားကိုဆက်မပြောရှိညမစားမတက်ဘူးလားမတက်ပါဘူးမောင်ကြီးရဲ့ဒီကနာမည်မောင်ကြီးမဟုတ်ဘူးညမကြော်နိုင်နဲ့မှတ်ထားနော်ဟုတ်ကဲ့မှတ်ထားပါမယ်မခင်စောကထိုကဲသို့ပြောပြီးကိုကြော်နိုင်ဆိုသူအားအကဲခတ်ကြည့်ရန်မျက်နာကိုမောလိုက်သည်သူ့အားချွန်းချွန်းဆဆကြည့်နေသောကိုကြော်နိုင်ဤမျက်လုံးထံကြောင့်ဖြတ်ခနဲမျက်နာလွှဲလိုက်ကဩ ကောင်းကြီးတို့လည်းစိတ်ဆိုင်နေလို့ဖမင်းအိုးတော်မတရားသေးပါလားအားတော့နားပါတယ်မောင်ကြီးအဲ့လေကိုကျော်နိုင်ရေဖမင်းဖမင်းသွားချက်လာအောင်မနော်ဟုတ်ပြောပြောဆိုဆိုကွက်ပြစ်ပေါ်မှာဆင်းလာ၏အကင်းပါတော့ကိုကျော်နိုင်က သူ့အားပြန်စီလိုကြောင်းရိမ့်မိသည့်အလျောက်ပြန်လာအောင်မညီမကြီးဟုတ်ခင်မင်းရင်းနှီးစွာနှုတ်ဆက်လိုက်ပြီးမကြီးပင်အောက်မှလှည့်ထွက်သွားနေသည်မကင်စောသည်တည်ငြိမ်သော အင်ရွေနဲ့ထွက်ခွာသွားတော့ကိုကျော်နိုင်အားကြည့်ရင်အောင်မလီဟဲ့နာမည်ကရင်းလိုက်တာ အမတ်အိုနာမည်ကြီးဥတော်ခင်မင်းအောင်ဤထင်မြင်ချက်နဲ့အော်ညမနာမည်ကပကန်းရာဇဝင်မှာထင်ရှားခဲ့တဲ့မိဖုရားနာမည်ပါလားဥတော်ကိုကျော်နိုင်ဤနှိုင်းချင်ချက်ကိုပြန်လည်၍ကြားရောက်မိလေသည်ကိုကျော်နိုင်သည်အစဉ်အသင်းသည့်အခါမကြာခဏလာရောက်လည်ပတ်သည်မခင်စောအနေစကားပြောလေရှိတော်လဲ မိသည့်အခါမှာပော့ပြက်အရှုံးဖတ်သောစကားမပြောပဲနှမချင်းတဲ့ဖွယ်တိတ်ခါချီစွာဆက်ဆံသည်တာတို့နှင့်ပူလုံးတို့ကလည်းသူတို့တခင်များခိုင်းစေသည့်အတိုင်းနတ်နတ်စောစော စားစရာလာဝယ်ရင်မခင်စောနှင့်စကားပြောပြကြသည်မခင်စောနှင့်သူတို့သုံးယောက်မှာခင်မင်းရင်းနှီးလျက်ရှိ၏မခင်စော၏အစီအမံကြောင့်ပါရင်းစွဲပစ္စည်းများဥတိုးမောင်၏ပင်စင်လာစာမှစုထားသောငွေများမှထုတ်ယူသုံးစွဲရန်မလိုတော့ပေ မခင်စောနှင့်ကိုပါကြီးတို့ဈေးရောင်းရထွက်တော်အမျက်ဖြင့်ဘုံတော်ကြီးသွန်ကိစ္စပါမပူရအလင်းမီအောင်အေးစေးစားနေရသည်အများကလည်းသူတို့အားဆင်းရဲသော မိသားစုဟုအတိအမှတ်ပြုသည်ဖြင့်လေလူတို့တမရံကိုစိုးရင်ပွဲမရှိပေအသက်အစမ်းမထွင်တတ်ပဲတယောက်ကလုံလိုက်ရင်နောက်ရောက်ခံကလိုက်လုံတတ်သောဗမာလူမျိုးတို့ထုံးတဲ့အတိုင်းရွာထဲတွင်အထမ်းနှင့်ရောင်းသောကုံကြောက်တဲ့ကောင်းကျင်းပေါင်းတဲ့ အကျော်တဲ့၄၅ဦးမြပေါ်ပေါက်လာသောအခါမကင်စောနှင့်ကိုပါကြီးသည်အကျိုးပြထွန်းရန်နှဲသွားသောကုံเจ้าနှင့်ကောင်းချင်းပေါင်းရောင်းချင်းကိုရက်ဆိုင်လိုက်ကြ၏ထိုအချိန်တွင် စိုက်ပျိုးထားသောပန်းပင်ပဲငရုတ်ဘူးတို့မှအဖူးအပွင့်အသေးအညော့များဖွံ့ဖြိုးဝေဆာလာပြီဖြစ်ရာမကင်စောသည်ပန်းတဲ့တလဲနှိမ့်ရွက်တဲ့တလဲလှုပ်လိုက်ပြန်သည်အရင်မဆက်ရသောထိုပစ္စည်းများရောင်းရမှာ ပတ်ဆံကိုအတက်တင်ရရှိလိုက်ပြန်၏မခင်စောပန်းတဲ့နှင်းရွက်တဲ့လုံနေခြင်းမှာမခင်စော၏အစီအမံဖြင့်ဦးတိုးမောင်ဦးပန်းယုံဥပကြီးတို့ကထင်းချောက်များတတ်နိုင်သလောက်ရှားပွေစုဆောင်တည်อยู่ကဖုံဝင်အနေခွဲစိတ်ပြီး အတော်နေထင်းစီများစီထားသည်အရှင်းဤမဖြစ်ပေအပင်မမ်းမခံနိုင်ရှာပဲမြို့ဆက်တိုင်းအတိုင်းထိုင်နေကြတော့စစ်ပြေးဒုက္ခသည်များကဝဲယူတုံးဆွဲကြ၏အရင်ငွေမဆက်ရပဲပတ်ဆံရလိုက်ပြန်လေသည် တာတို့နဲ့ပူလုံးတို့မှာမကြကနာထင်းလာွယ်လေးရှိတဲ့ဖြင့်မခင်စောတို့လူစုနဲ့ရင်းနှီးခင်မင်ကြပြန်နေသည် အတက်ရွယ်ငဲတော်လဲအမျော်အမြင်ကြီးလာတော့မခင်စောကြိုတင်ပြောထားချက်မှန်တော်ညတဲ့ညတို့ဆိုက်ရောက်လာ၏လာမရဲ့ဖြစ်၍သကောင်းရန်တို့လူနေပြီဖြစ်တော့အချိန်ဒီတိမ့်ပိတ်အောင်မှောင်နေသည်ကွင်းပြင်မှာကြဲရောင်ဖြင့်ရေးရေးမြင်ရတော်လဲရွာထဲတွင်ကအုံဆိုင်နေသောတိတ်ရိတ်များ အိမ်ရိတ်များကြောင့်ပိုးပြီးမှောင်မဲနေ၏အလုံးမအိပ်ရိတ်ကောင်းလာသောဤရဲ့ချိန်ဝဲပြင်းမညီနောင်ရွာကလေးကအဝီစည်းပွက်တို့ကြွက်ကြွက်ဆူနေ၏ရွာကိုဓမြတိုက်လေပြီတနတ်တန်အော်ဟစ်တန်ငိုတန်ကျိန်မောင်းတန်တောင်းမှန်တန်ထူထောင်ရိုင်းနှက်တန်တို့မှလူကြီးတိတ်ချိန်ဝဲရွာပြင်ဖုံးကြီးကျောင်းမှမခင်စောတို့အတိုင်းသားကြားနေရသည်ကြောကြောမော့မော့ကလေးစတိုင်နေနေကြသောစေပြေဒုက္ခတဲ့မြို့သူမြို့သားများမှာ ရှေမြန်လက်မြန်ပစ္စည်းတွေကပြေးတိုင်ပုံတိုင်တော့ဘေးငါ၆ဦးမှလွဲ၍အားလုံးပင်ဓမြတန်ခံလိုက်ကြရ၏မခင်စောသည်သူနှင့်ခင်မင်းရင်းဤသောကိုကျော်နိုင်အတွက်စိတ်ပူလိုက်မိသည်တာတို့နှင့်ပူလုံးတို့မှာကသူကိုယ်ပိုင်ပစ္စည်းဟု၍ဓမြအမမရှိသောကြောင့်ဓမြရန်အတွက်စိုးရင်ပူပန်တရားမရှိပေသို့တော်အားလုံးသောသူများအဖို့ပစ္စည်းဆုံးသည့်ထက်အတန်မဆုံးသေးရန်မခင်စောက စိတ်တွင်းမှဆူတောင်းနေမိသည် ဓမြများသည့်ရွှေငွေပစ္စည်းများနှင့်အဖိုးတန်အဝတ်ထည်များကိုစိတ်တိုင်းကြမှွေနောက်ချခွေယူကာထွက်သွားကြလေ။ညင်ွမ်းသည့်အဝတ်ကိုအမဲဝတ်ကဈေးတောင်းကောင်းရက်ပြီးထမင်းအလျင်မီစားရာရေးအတွက်တင်မန်းစွာအလုံးလုံးနေရသည့်မက်ခင်စောတို့နေရာဖုန်ကြီးကျောင်းထဲကိုကလက်၍မြပင်ကြည့်မသွားကြချေ။နန္ဒမိုးလင်းလျင်လင်းချင်းဇရက်ကလေးပေါ်မှာဆုထိုင်နေကြတော့မက်ခင်စောတို့ထံကိုကျော်နံရောက်လာသည်။မြမတို့လွတ်ရလား။ ဘာဖြစ်သေးလဲကိုကျော်နိုင်ကစိုးရိမ်သွားမေးလိုက်ဘာမှမဖြစ်ပါဘူးကိုကျော်နိုင်ရှင်တို့ရောလွတ်ရလားမခင်စောက တုံ့ပြန်သောစေတနာဖြင့်ပြန်မေးလိုက်လွတ်ပါတယ်ညီမခံရတဲ့လူတွေထဲမှာရွာလယ်ပိုင်းမှာနေတဲ့ဥထုံးအောင်နဲ့ဒေါ်ရွှေစင်တို့အထိအနာဆုံးပဲကြည်တဲ့မြအားလုံးပါတဲ့အပြင်နှစ်ယောက်စလုံးအသက်ခံလိုက်ကြရတယ်ကိုကျော်နိုင်ဤတည်င်းပေးချက်ကြောင့်အားလုံးပင်စုတ်တက်လိုက်မိကြ၏တခြားအိမ်သားတွေရော မခင်စောကတန်ရောစင်မကင်းသည့်အလျောက်စိတ်မကောင်းစွာမေးလိုက်ဒီအဖိုးကြီးနှစ်ယောက်ကလွန်ရင်အရှားအသေးပြောင်းမရှိပါဘူးညီမကိုကျော်နိုင်နဲ့မခင်စောတို့စကားပြောနေသည်ကိုဦးတိုးမောင်ကတခုံးမှဝင်ရောက်မေးမြန်းခြင်းမပြုပဲကိုကျော်နိုင်ကိုအ깨ခတ်နေသည်တန်ပြန့်ရင်မုံသောရုပ်ရည်လက္ခဏာရှိသောမျက်နှာထားတင်းငိန်သောအတန်ကိုတည်ထားမိသည်တမိနဲ့နှီးကြောပြားလေးတစ်ချက်ဆွဲလိုက်ပါလားမောင်ရင်ထိုင်ပါဦး မခင်စောကဘာကြီးချစ်တွင်ကိုကျော်နိုင်အားဇရက်ပေါ်သို့ခေါ်တင်နေရသေးလျင်ဘာကြီးကိုမယိုသေးရာမိမိအိမ်တွေကိုထိခိုက်ရာကြနေပြီလားဟု မဖိတ်ခေါ်ချင်ကိုကျော်နိုင်ကလည်းမိသူကမှမဖိတ်ခေါ်သဖြင့်ဘူရင်ကြီးပြည်သားစွာဇရက်ပေါ်သို့မတက်ပဲအောက်ကသာရက်ပြီးစကားပြောနေသည်ဦးတိုးမောင်ကဖိတ်ခေါ်သောအခါမှဇရက်ပေါ်သို့တက်လာပြီးပေးသောနေရာမှာကျုံကျုံယုံယုံကလေးနှင့်ရိုသေစွာထိုင်လိုက်၏ ဒီကညမကိုကျွန်တော်လာနှုတ်ဆက်တာပါဦးလေခမင်းစားချိန်မှာဒီပါကကျွန်တော်တို့ထွက်ဖို့ပြင်ပြီးပါပြီကိုကျော်နိုင်ကမခင်စောနဲ့ကိုတိုးမောင်ကိုတက်လက်စီကြည့်ပြီးပြောလိုက်ဘာကြောင့်မှန်းမသိမခင်စောရဲ့စိတ်တွင်ဝမ်းနဲ့ရိတ်ကမတိမတာတန်းလာသည်အော်မောင်ရင်တို့ မနေဝန်းကြတော့ဘူးထင်တယ်ဦးတိုးမောင်ကမေးလိုက်သည်ဟုတ်ကဲ့အတူပြေးလာကြတဲ့အတိုင်ဝန်းတစ်ခုလုံးကမနေဝန်းပဲဒီရွာကခွာကြမယ်ဆိုတော့ ကျွန်တော်မေမေကလည်းနေရရမှကြောက်နေတယ်။အမေတခုတားတခုဆိုတော့လေမေမေစိတ်ချမ်းသာအောင် ပြောင်းရမှာပဲဦးလေး။အေးကွယ်ခဲမှန်ဘူးတဲ့စာတငယ်တွေလို့ဖြစ်အောင်ပါလားဟဲ့လို့တွေးပြီးလမ်းပေအောင်ပါဗော။ဟုတ်ဦးတို့မောင်ကပြောလိုက်။ကျွန်တော်သွားလိုက်ပါဦးမယ်ဦးလေး။ကိုကျော်နိုင်ကယူသေးစွာနှုတ်ဆက်လိုက်။ကောင်းပြီမောင်ကြီးကောင်းပြီ။ကိုကျော်နိုင်ဒီမက်ကင်ဆောအားတစ်ချက်အမြနှိမ်မြန်စွာကြည့်ကာတရက်ပေါ်မှာဆင်းသွားလေသည်။ ။ထိုအခါမှဥပန်းယုံကစကားဆလာ၏။ကဲ။အိုးကြီးပြောတာမမှန်သေးဘူးလားမိန်းကလေး။ဒီဖျားခုံးပေါ်မှာ မဟုတ်တဲ့ရုပ်လှုပ်သွားရင်ရွာဒုက္ခရောက်မယ်ဆိုတာလေ။ဘာများလဲဥပန်းယုံ။ဦးတိုးမောင်က နားမလဲတဲ့ဖြင့်မေးလိုက်။ဥပန်းယုံကမောင်မျိုးထုံးနဲ့ခင်မေအောင်ဖျားကုန်းပေါ်မှာတက်သွားသည့်အကြောင်းပြောပြပြီ။ဥတိုးမောင်ပဲစဉ်းစားကြည့်လေ။ဒင်းကလေးတို့နှစ်ယောက်ကြောင့်ဒင်းကလေးတို့အဖေတွေသေးတခြားသူတွေဒုက္ခရောက်ရတာ ဒါလောက်နဲ့ပြီးသွားရင်တော်သေးရဲ့လို့အောက်မေ့ရမှာပေါ့ဟုတ်အစွဲလန်းကြည့်သွားပြောလိုက်ဦးတိုးမောင်နဲ့မခင်စောတို့တို့ရေကအတိုက်အခံမပြောလို့တဲ့ဖြင့်ငြိမ်နေကြပါတော့လေကိုပါကြီးကမူစိတ်ထဲရှိတာဆွတ်ယုတ်ရေပြောသည် မဟုတ်ပါဘူးဦးကြီးဟာစစ်ပြေဒုက္ခတွေတွေကဒုက္ခတွေလုံးမမနေတာပျော်ပွဲစားထွက်လာကြတာကြာနေတာပဲစတိုင်တစ်ခွဲသားနဲ့ပျောင်ပျောင်လက်လက်ဝယ်စားနေကြတော့ကဓမြကမျက်စိကြာသွားတာပေါ့ ။နောက်ပြီးအခုတေးကြတဲ့အဖိုးကြီးတွေတအိမ်လုံးကိုလူမုန်းတော်တော်များတယ်ဗျ။မာနကတိတ်ကြီးကြတာ။ဟိုကောင်လေးနဲ့ကောင်မလေးဖျားကုန်းပေါ်တက်လာကြတဲ့ကရှိနေတော့ပြောစရာတွေဖြစ်အောင်တိုက်ဆိုင်သွားတာပေါ့။ကိုပါကြီးအကြောင်းပြချက်မှာမှန်တော်ညာလေ။သူတစ်ပါးရက်ရွာမှာသူတို့ဆွဲလန်းသောအယူဝါဒကိုစန့်ကျင်၍ပြောရမှာမသိရှိ။ဟုတ်ကောယူတယ်လို့ပေါ်တယ်လို့နဲ့ဘာတွေချောက်ပြောနေတာလဲ။ဟုတ်ဦးတိုးမောင်ကဟန့်လိုက်။ မခင်စောကထိုင်ရမထကကိုပါကြီးလာမိဖို့ကြောင့်ဝင်ကြတော့ဘုံကြီးဆွန်ကနောက်ကြနေမယ်ဟုစကားလွှဲကဥပန်းယုံနဲ့လူချင်းခွဲလိုက်ကြ၏ဥပန်းယုံကကိုပါကြီးအားမကြင်မနက်ကြည့်ပြီးကြံရစ်လေသည်ပစ္စည်းလဲပြုံးလင်ယောက်ျားများလည်းဆုံးမီဖြစ်သောဒေါခင်မေနှင့်ဒေါ်ထားမေတို့သည်ခင်မုန်းတဲ့များအားတကြိုပြီးသောအခါပြင်းမညီနောင်ရွာကိုနာကြီးစွာဆွန့်ခွာပြောင်းရွှေ့သွားကြလေသည် သူတို့ပြောင်းမိနေကတာရိုးနဲ့ပူလုံတို့မခင်စောတန်တရောတော်ပါပြေးလာကအမှတ်တရနှုတ်ဆက်သွားကြသည်ရွာသူရွာသားများနဲ့မကင်းရမကင်းကြောင်ဖြစ်နေသောသူတို့အနေငယ်မှအပါကြံတမ်းများစစ်ပြေးများအလုံးပင်ပြောင်းရွှေ့သွားကြသည်ဖြစ်ရာရွာကလေးမှာတိတ်ဆိတ်ရှောက်တွေ့စွာကြံရည်လေတော်၏ဒီလိုနဲ့ပင်မခင်စောတို့တွေဖြစ်တယ်လို့လောက်ကန်စားတော့ကြရမှာဒုတိယကဘာစစ်ပြီးဆုံးသွားခဲ့လေ၏တတ်တော်ကျင်းရင်လာပြီးဖြစ်သောဖုံးတော်ကြီးမှလည်း အမှတ်ကြွေကြွေက ပြန်လုံတော်မူသွားပြီဖြစ်၏မခင်စောတို့အိမ်သား၃ယောက်ပြင်းမညီနောင်ရွာမှထွက်ခွာချွေပြောင်းရန်ပြင်ဆင်ကြသောအခါအာကိုရဖုံးတော်ကြီးမရှိတော့ပြီဖြစ်သောဥပန်းယုံကဆွေမျိုးသားချင်းတို့ခင်မင်းရင်းနှီးနေသည့်အလျောက်ဝိုင်းလို့ဝိုင်းစားသောဖြင့် လိုက်ပါနေရပြရသည်ဟုဆိုသည်ဖြင့်တနာသည့်အတွက်ခေါ်လာခဲ့ကြသည်မခင်စောသည် မွေးရဇာတိမျိုးမှမနေလိုတော့ကြောင်းအစဉ်အသင့်မှာကလည်းပညာကိုဆက်လက်တင်ပြီး မတင်နိုင်လျင်လဲလောက်ကင်စားတော့ရန်လွယ်ကူသောရန်ကုန်မြို့မှာနေလိုကြောင်းပြောသည်ဖြင့်ဦးစားပြထိုက်သည့်အရေးချင်းနှင့်ပြည့်စုံသော တူမာလီအလိုကိုလိုက်ခါဦးတိုးမောင်သည် သူ့ချံဝင်းနှင့် အင်္ဂလိပ်ကိုရောင်းချပြီးရန်ကုန်သို့ပြောင်းလာခဲ့လေသည် အခိုက်တန့်အားဖြင့်တင်းလျော်ရာမှာခက်တအင်္ဂါနေပြီးတင်းလျော်သောဇေနုံဖြင့်အိမ်တလုံးဝယ်ယူရေးအတွက်ဦးတိုးမောင်သည် နေ့စဉ်အိမ်စနီးနာထွက်နေသည်စစ်ပီးစားဖြစ်၍ရန်ကုန်မြို့ထဲတွင် အမေရိကန်စစ်သားများ ရကားတွေဥတော်ဟုဖြင့်ချုပ်ချက်ခတ်ခါဓမ္မအမျိုးသမီးတွေတော်တော်များများပျက်စီးနေသည့်အချိန်ဖြစ်၍မခင်စောသည့်အိမ်ထဲမှမထွက်ပေအိမ်စရိတ်ကာမိနာရေးအတွက်အုံထမ်းမင်းစက်သားဟင်းမပိကြော်များလောက်ခါကိုပါကြီးကိုဆိုင်းနှံတဖို့ဖြင့်စက်သားများစုဝေးရာသို့တွားရောင်းစေသည်ကြာစံဟင်းကနှင့်လျှောက်သီးတုပ်လောက်ခါဥပန်းယုံအားဗမာလူမျိုးများနေထိုင်ရာရက်ကွက်သို့တွားရောင်းစေသည်တိမ်သားလုံးဤနေထိုင်စားတောက်ရေးကိုဥဆောင်သည့် လူကြီးလေးရဖြစ်နေသောကြောင့်မခင်စောစီမံတရွေ့ကိုဦးတိုးမောင်ကစပြီးနာခံကြ၏အိမ်မြဖြင့်အထုပ်ကလေးထဲမှပဲမထွက်ဘဲအိမ်လားကအိမ်စရိတ်ကမိလေသည်တမီးရေဝင်းကြဲကြဲနဲ့တိုက်ခိုင်အိမ်တလုံးတော့ဈေးချိုချိုနဲ့ရမယ်ဟိနေရကတော့ကံတော်ကြီးဆောင်းပါပဲအရင်ဘဘကြီးနဲ့အတူအမှုထမ်းခဲ့တဲ့မိတ်ဆွေတယောက်ကရန်ကုန်မှာရှိနေတယ်သူကတရင်ပေးလိုက်တာပဲအိမ်စနီးနာထွက်ရမှာပြန်ရောက်လာတော့ဦးတိုးမောင်က အင်ဟူကန်တွင်ခင်းထားသောတင်မျိုးပြတစ်ချက်ပေါ်သို့မောပန်းစွာထိုင်ချလိုက်ပြီးကြာစံဟင်းကားချက်နေသောမခင်စောအားနှမ်းပြော်လာ၏။ဘဘကြီးတွားကြည့်ခဲ့သေးလား။အင်အိုးကိုမိဖို့ပေါ်တင်ထားလိုက်ပြီးမခင်စောကဦးတိုးမောင်အနားသို့လာထိုင်သည်။လက်ထဲတွင်ကလင်မန်းငယ်တစ်ချက်နှင့်ဦးတိုးမောင်အမောပြေစားတော့ရန်အစင်နှင့်ပြုတ်ထားသောစံပြုတ်တပကံနှင့်ကြက်သားကြော်ထည့်ယူလာသည်။အမောပြေပါအောင်ပါကြည့်ရဲ့ဖြည်းဖြည်းပြောတာပေါ့။ ။ဦးတိုးမောင်သည်တူမအလိမ်မာကလေးစကားအတိုင်းစံပြုတ်တောက်လိုက်ပြီ။ဦးပန်းယုံနဲ့ပါကြီးရော။ဟုတ်မေးလိုက်။သူတို့ထမင်းစားပြီးခဏမှင်းနေကြတယ်ဘဘကြီး။တော်တော်ကြာသူတို့ဈေးရောက်ထွက်ကြရမှာ။အားရှိအောင်အိပ်ပါစေ။ဘဘကြီးကိစ္စရှိလို့လား။ဦးတိုးမောင်ကခေါင်းခါပြလိုက်။ရောင်းချရန်စားတောက်ဖွဲရဖို့။မကင်စောကအားလုံးလောက်ကင်ပြီးစီ၍စိုင်းနံတဘိုးတဲ့အစင်နဲ့ပြင်ဆင်ပေးပြီးမှ ။ဥပယုံနဲ့ကိုပါကြီးတို့ကကောက်ထမ်းပြီးတွားယုံမျှတာဖြစ်သည်။ငါကအားလုံးတပင်းတပန်းလှုပ်ပေးပြီးမှသူတို့ကရောင်းယုံကလေးတွားယောင်းတာပါဟုမခင်စောကညူဆူမှုမထားပေ။သူတို့ခမရတွားယောင်းရတာမောချမှာပဲဟုစိတ်တွင်းကကျင်နာမိ၏။ထို့အတူဥပယုံနဲ့ကိုပါကြီးကလည်းငါတို့ဈေးရောက်ရတာပင်ပန်းသည်ဟုသဘောမထားအာလုံထမင်းဝဝစားရဖို့ခလေးမကလေးကအပင်ပန်းခံချသည်ဟုမခင်စောကိုပြန်ပြီးတနာနေကြသည် ဘဘကြီးအိမ်ကိုသွားမကြည့်ခဲ့သေးဘူးတမီးပါလိုက်ကြည့်ဖို့ပြန်ပြီးတိုင်ပင်တာတမီးသဘောကျရင်ဝယ်ဖို့အိမ်သေးကတော့၆ထောင်ရရင် ရောင်းမယ်ပြောတာပဲဦးတွုံးမောင်ကစကားပြန်ဆက်လိုက်လိုက်ကြည့်တာဗောဘဘကြီးအိမ်အခြေအနေနဲ့ဈေးနှုန်းအဆင်သင့်တယ်ဆိုရင်လည်းဝယ်တာဗောမခင်စောကစကားပြန်လိုက်သည်အချိန်မှာနက်နက်၁၀နာရီမြတာရှိသေး၍နေ့လယ်၁၂နာရီကျော်လောက်မှဈေးရောက်ထက်ရမည်ဖြစ်တော့ကိုပါကြီးနှင့်ဦးပန်းယုံကို ။အိမ်ဆောင်ထားခဲ့ပြီးမက်ခင်ဆောတို့တူရီးအိမ်ကြည့်ရန်ထွက်လာခဲ့ကြသည်။ရောင်မြင့်အိမ်တည်နေရာပုံတရံရှမ်းအမတ်သားတို့ကိုတေးချသွားမေးလာခဲ့သောဦးတိုးမောင်တို့အဖွဲ့ခက်ခဲရင်ရင်မချာဖွေရပဲအလွယ်တကူပင်တွေ့လေသည်။တအေကားများကျဲဝန်း၍တရက်ပင်မယန်းပင်ပိန်းနေပင်များဆိမ့်ဆူသောရှမ်းမှာတန်ဆူးကြိုးဝင်းထရံများပြက်စီးပြီးမြက်ပင်ရှင်နှင့်ရှုံပင်များပိတ်ဖုံးနေသည်။ ကျန်အလယ်လောက်တွင်ကစောက်ထားဒီမှာနှစ်ပေါင်းမကြာသေးတော့လေပြတင်းပေါက်နှင့်အဝင်အထွက်တကားကြီးမှတကယ်ရွယ်များပျက်စီးနေသည့်နှစ်ထက်တိုက်ခံအိမ်တလုံးကိုတွေ့ရသည်မခင်စောတို့တို့ရေအိမ်တွင်ဝင်က အပေါ်တဲ့အောက်ထက်စစ်စစ်ဆက်ဆက်ကြည့်ကြသည်မြူဟောအမိုက်များတင်းကိုအိမ်များဖြင့်ညစ်ပတ်နေတော့လေတင်မျိုးကောင်းဖြင့်စောက်လုပ်ထားသောအိမ်ကြီးမှာပြောပလောက်သောအပြက်အစီမရှိချေဒီရှာမြင်တဲ့ဒီအိမ်အရှင်နေနဲ့ဈေးကတော့တော်ပါတယ်ဘဘကြီး တိတ်ကိုချိုးတာဒါပေမဲ့စစ်ကြည့်ပါဦးစစ်မရလဲဝဲတာပေါ့နော်ဘဘကြီးမခင်စောကသဘောကျသွားပြောလာ၏အေးတမီးသဘောကျရင်ပြီးတာပေါ့ဦးတို့မောင်ကတူမလေးသဘောကိုလိုက်လျောလာ၏အိမ်ထဲမှထွက်လာပြီးမခင်စောသည်ပန်ဝင်းကျင်ကိုလိုက်ကြည့်၏ချန်ဝင်းဤတစ်ဖက်မှာဆင်ဝင်လှုပ်ပြီးစောက်ထားသောတရက်သည့်ရှည်တန်းရှည်တက်သားထက်အိမ်တလုံးတွေ့ရသည်ယခုမှနေမည်သူပြောင်းလာမည်လက္ခဏာဖြင့်အလုတ္တမအချို့ တေကျော်လှဲခြင်းရှင်းလင်းနေကြသည်အိန္ဒိယတဝိုက်မှာအယနေငယ်ကျဲ၍အေဂျန်စိတ်ငြိမ်လာသည်ဖြစ်ရာအိန္ဒိနာချင်းရှိမိအတွက်မခင်စောကပိုးပြီးသဘောကျသွားလေသည်အိမ်ကိုကြည်ပြီးပြီဖြစ်၍တူကြီးနှစ်ယောက်ခြံကိုလှက်ပတ်ကြည့်ကြပြန်သည် ရှင်းလင်းနေကြတော့တစ်ဖက်အိမ်နှင့်ကတ်နေသည့်ခြံကြီးကိုအနားရောက်သောအခါမျက်ရှင်းနေသောအလုသမားတစ်ယောက်ကနှုတ်အငိမ်မနေနိုင်သည့်အလားဦးတိုးမောင်အားလှမ်းမိလိုက်သည်ပြောဦးကြီး တရားဦးကြီးတို့အိမ်လားမဟုတ်ပါဘူးမောင်ရင်ရောင်းမယ်တရင်ကြတော့ဝယ်မလားစိတ်ကူပြီးလာကြည့်တာပါဦးတိုးမောင်ကအချိန်ငယ်စွာပင်ပြန်ဖြေလိုက်ဝယ်မယ်စိတ်မကူနဲ့ဦးကြီးရေတိတ်လူချောင်နဲ့အိမ်ကြီးပြအလौသမားကမျက်မပေါက်နိုင်ပဲပေါက်တူးကြီးထောက်ကတရင်ကောင်းပေးလိုက်ဘလို့လူချောင်နာတဲ့မောင်ရင်ဘာဖြစ်လို့လဲဦးတိုးမောင်ကအာအာတင့်စွာမေးလိုက်အစကတည်းကထူးထူးခြားခြားဈေးချိုလှပါကလားဟု တဘောထားမိသောမခင်စောကစိတ်ဝင်စားစွာနားဆွင်လိုက်။ဟုတ်ကဲ့ပါခင်ဗျာ။ဆာရည်သူဆီယမကြီးမဝင်းမြင့်ရေးတာသောဂမုံအင်းလိုအမည်ရတဲ့ဝတ္ထုကိုအပိုင်းချောက်အနေနဲ့စီစဉ်တဆက်ချင်းကိုဒီမတင်ခတခဏရနာထားဝင်ပြပါခင်ဗျာ။ဒီနေ့မှာချိန်ပေးပြီးဝင်ရောက်နားဆင်အပြည့်ပေးခဲ့ကြသူညီကောင်မောင်တို့များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာ။ကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ။